တရုတ်စစ်တပ် PLA ကထိုင်ဝမ်ကျွန်းကိုပတ်ပတ်လဲဝိုင်းပြီးစစ်ရေးလေးကျင်းမှုအစည်းအဝေးတစ်ခုအစပြုနေကြောင်းဧပြီလတရက်နေ့မှာအတည်ပြုခဲ့ပါတယ်။အဲ့ဒီစစ်ရေးလေးကျင်းမှုမှာ PLA ရဲ့ကြီးတက်ရေးတက်နဲ့ဒုံးကြီးတက်တွေပါပြီးထိုင်ဝမ်ရဲ့လွတ်လပ်ရေးတောင်းဆိုမှုတွေကိုအပြင်းထန်သတိပေးတဲ့အစီအမံအနေနဲ့အကောင့်ထဲပေါ်လှုပ်ဆောင်တာလို့သိရပါတယ်။ပြီးတော့ထိုင်ဝမ်သမ္မတလိုင်ချင်တေးကိုလည်းကပ်ပါကောင်လို့တုံနှုံပြီး PLA ကဆွတ်ဆွဲဝေဖန်သွားပါတယ်။လက်ရှိမှာပြုလုပ်နေတဲ့စစ်ရေးလေးကျင်းမှုတွေက ပင်လယ်ပြင်နဲ့ဝေဟင်မှာတိုက်ပွဲဝင်အဆင့်အသင့်အနေအထားကင်းလဲမှုစွမ်းရည်ကိုမြှင့်တင်ဖို့အလုံးစုံထိန်းချုပ်မှုတွေလှုပ်ဆောင်ဖို့အရေးပါတဲ့ဧရိယာတွေနဲ့လမ်းကြောင်းတွေကိုပိတ်ဆို့ဖို့မြေပြင်နဲ့ရေပြင်ပြင်မှတ်တွေကိုထိထိရောက်ရောက်ချိန်မုံတိုက်ခိုက်နိုင်ဖို့ရည်ရွယ်ထားတာလို့သိရပါတယ်။ PLA ရေတပ်ဖွဲ့ကမတ်လ31ရက်နေ့မှာထိုင်ဝမ်ရဲ့စောင့်ကြည့်ဧရိယာထဲစပြီးတော့ဝင်ရောက်လာတယ်လို့သိရပါတယ်။အဲ့ဒီအတွက်လဲထိုင်ဝမ်တိုက်လေရင်တွေတင်းပေါ်တွေကအသင့်အနေထားစောင့်ကြည့်နေသလို မြေပြင်ခြေဆိုင်ဒုံးကျည်စနစ်တွေပါအသက်သွင်းထားတယ်လို့ထိုင်ဝမ်ဘက်ကထုတ်ပြန်ထားပါတယ်ရှင်။